မိုင်းခတ်မြုပ်နေ၌အခြေခံပညာကျောင်းများစတင်ဖွင့်လျက်ကျောင်းသားကျောင်းသူများပျော်ရွှင်စွာပညာသင်ကြားလျက်ရှိတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်၂၀25 2026ပညာသင်နှစ်အခြေခံပညာကျောင်းများစတင်ဖွင့်လျက်လျက်ရှိရာဂျွန်လ၂ရက်နေ့မှစတင်၍ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်မိုင်းခတ်မြုပ်နယ်အတွင်းရှိကျောင်းနေရွယ်ကလေးများပျော်ရွှင်စွာတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရှိရပါတယ် မိုင်းခတ်မြုပ်နယ်တွင်အခြေခံပညာကျောင်းပေါင်း58ကျောင်းရှိရာအထက်တန်းကျောင်း2ကျောင်းအလယ်တန်းကျောင်း2ကျောင်းအလယ်တန်းကျောင်းခွဲ3ကျောင်းမူလတန်းလွန်ကျောင်း3ကျောင်းမူလတန်းကျောင်း28ကျောင်းမူလတန်းကျောင်းခွဲ12ကျောင်းတို့တွင်သင်ကြားရေးဆရာဆရာမ128ဦးယနေ့ထိကျောင်းသားကျောင်းသူ2192ဦးတို့တက်ရောက်ပညာသင်ကြားလျက်ရှိပြီးမိုင်းခတ်မြုပ်နယ်ပညာရေးမှူးဆရာကြီးဦးလာမင်းနိုင်က ကျောင်းသားကျောင်းသူများဆရာဆရာမများ၏ပညာသင်ကြားမှုအခြေအနေတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြအောင်သိရှိရပါတယ်။ဆက်လက်ပြီးတာချီလိပ်မြို့နယ်အတွင်း2025-2026ပညာသင်နှင့်အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းရှိအခြေခံပညာကျောင်းများအားလုံးဇွန်လ2ရက်နေ့နဲ့နောက်ပိုင်းမှာစတင်ဖွင့်လှစ်လိုက်ပြီးဖြစ်၍ကျောင်းနေရွယ်ကလေးများအားလုံးပညာသင်ကြားနိုင်ရေး ်ပညာရေးဝန်ကြီးဌာနလမ်းညွှန်မှုဖြင့်ဆောင်ရွက်ခဲ့ရာရှမ်းပြည်နယ်ရှိပိုင်းတာချီလေးမြို့နယ်တွင်ယနေ့နက်ပိုင်းမှစ၍အခြေခံပညာကျောင်းများ၌ကျောင်းသားကျောင်းသူများစတင်ပညာသင်ကြားနေကြပြီဖြစ်ပါသည်၂၀25 2026ပညာသင်နှစ်တွင်ကျောင်းနေရွယ်ကလေးများအားလုံးစင်စစ်မပြတ်ပညာသင်ယူဖို့ကျောင်းအနှံကြပါစို့ဆောင်ပုတ်နေအညီမေလ22ရက်နေ့မှ31ရက်နေ့ထိကျောင်းအနှံရေးရတ္တတပတ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးဂျွန်လနေ့ရက်နေ့တွင်အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။တာချီလေးမြို့နယ်အတွင်းအခြေခံပညာထက်တန်းကျောင်း6ကျောင်းအခြေခံပညာထက်တန်းကျောင်းဝယ်6ကျောင်းအခြေခံပညာလယ်တန်းကျောင်း5ကျောင်းအလယ်တန်းကျောင်းဝယ်6ကျောင်းအခြေခံပညာမူလတန်းကျောင်း93ကျောင်းနဲ့မူလတန်းလွန်ကျောင်း14ကျောင်းရှိရာစုစုပေါင်းအခြေခံပညာကျောင်းပေါင်း130ရှိပြီး ကျောင်းအလက်ခံခြင်းများကိုလည်းဆက်လက်ဆောင်ရွက်ပေးနေကြောင်းသိရှိရပါတယ်ခင်ဗျာ။